အခုရပိုင်းတွင်အမေရိကန်သမ္မတထရန့်ရဲ့ပုံပါတဲ့ဒေါ်လာပုံဒင်းကားပြပုံစံတွေထွက်နေပါလေဒီကိစ္စဟာအမန်တကယ်ဟုတ်မဟုတ်တင်းတောက်တွေကစုံစမ်းပါလေဒီကိစ္စနဲ့ပတ်သက်ပြီးအမန်တကယ်ဖြစ်တယ်လို့အမေရိကန်ဘန်နာယီမှုချုပ်ကပြောပါလေအမေရိကန်ပြည်ထောင်စုရဲ့နှစ်250ပြည့်ထိမ်းမှသမ္မတထရန့်ပုံလူဖော်ပြထားတဲ့ဒေါ်လာထိမ်းမှဒင်းကားပြတပြားအမေရိကန်ဘန်နာယီဌာနကထုတ်ဖို့စဉ်းစားနေကြောင်းပုံကျမ်းမှုကျမ်းတွေဌာနကတီးပြပါတယ် မေဂန်ဗန်အိမူတိုဘရန်နန်ပစ်ကာပီတာမာဒီဒင်္ဂါပြပုံကိုတုံ့ပြန်မှာဒါသတင်းမှမဟုတ်ပါဘူးအမေရိကန်နည်းနည်းအားသတိမုန်နေတဲ့တမားထရန့်ကွန်ပျူတာဒီမျိုးငုံချမ်းဟာတကယ်ပါအစိုးရလုံးလုံးနဲ့အောင်တားဆီးနေတဲ့ရှက်ဒေါင်းကြီးပြီးသွားရင်တော့မကြခင်မှာချက်လက်တွေထပ်ပြီးမျှဝေဖို့ကျွန်တော်ညွှန်လင့်ပါတယ်လို့ဆိုပါတယ်ပုံညမှာတော့ဒင်္ဂါပြရဲ့ရှေ့ဘက်တမားထရန့်ရဲ့ဘေးတိုက်အပုံပေါ်ပေါ်လစ်ပါတီစာသားနဲ့လကောက် in god we trust သာတော့ကိုအောက်မှ၎င်း1996နဲ့2026ဆိုတဲ့ရက်စွဲတွေကို၎င်းဖော်ပြထားပါလိမ့်ကျောင်းဘက်မှာမစ္စမေးနီးယားပြည်နယ်ဘက်တလာမြို့မှာလောက်ကြခံမှုမှာအသက်မသေပဲလွတ်မြောက်ပြီးနောက်လက်သီးစုပ်ကမတ်တရက်နေတဲ့ထရန်ရဲ့နာမည်ကြီးတဲ့ပုံကိုဖော်ထားပြီးပေါ်မှာ555ဆိုတဲ့စကလုံးနဲ့နောက်ခံမှာလွှင့်နေတဲ့ American Alan တွေပါပါလိမ့်ဒီညင်းဘွားပေါ်ရဒီငေါ်ရဒီဇိုင်းဒီဇိုင်းထုတ်လုပ်မယ်ဆိုတာကတော့မသိကြပါဘူး။အကြောင်းကတော့ American ဥပဒေရလက်ရှိတန်ဝန်ထမ်းနေတဲ့ ်တမရနဘမဟုတ်တရှိထင်ရရှိနေတဲ့တမရဟောင်းရဲ့ပုံကိုဒင်္ဂပြပုံမှာဖော်ပြခွင့်မရှိပါဘူးတမရတို့ကိုသူ့ကွယ်လွန်ပြီးနောက်အနည်းဆုံးနှစ်နှစ်ကြာမှသာဒင်္ဂပြမှာဖော်ပြနိုင်ပါလိမ့်ရခိုင်ဥပဒေမှာဒင်္ဂါပြဒီဇိုင်းအတွက်ဒီပုံမှားရထုတ်ဝေတဲ့မြည်သည့်ဒင်္ဂါပြမှာအသက်ရှိထင်ရှားသမရဟောင်းတော်မဟုတ်လက်ရှိသမရပုံရိပ်တော်မဟုတ်ကွယ်လွန်ပြီးတဲ့သမရဟောင်းတို့ကွယ်လွန်တဲ့ကစားပြီးနှစ်နှစ်တာအတွင်းပုံရိပ်ကိုဖော်ပြခြင်းမပြုရတော့ပြဋ္ဌာန်းထားပါတယ် မေဂန်ဘရောင်းဆိုနှစ်250ပြည့်အထိမ်းအမှတ်ဖြစ်ကွန်ကရစ်လွတ်တော်ဟာ circulation corridor quire redesign at go tv ခဲ့ပါတယ်ဒီဥပဒေအရအမေရိကန်ဘန်နာရေးဌာနဟာအဲ့ဒီပွဲကိုဂုဏ်ပြုဖို့အထူးဒေါ်လာတဒေါ်လာဒင်္ဂပြတွေထုတ်ဝေခွင့်ရရှိပါတယ်ဒီဥပဒေမှာဘန်နာရေးဝန်ကြီးဟာ2026ဇန်နဝါရီ1မှစပြီးတော့တနစ်တာကာလအတွင်းအမေရိကန်ပြည်ထောင်စုရဲ့နှစ်250ပြည့်အထိမ်းအမှတ်သင်္ကေတပါတဲ့ဒီဇိုင်းတွေနဲ့ဒေါ်လာတဒင်္ဂပြကိုထုတ်လုပ်ဖို့ခွင့်ပြုထားပါတယ် ဒီဥပဒေမှာဘယ်ပုဂ္ဂိုလ်ရဲ့ခေါင်းနဲ့ပခုံးပုံလူဒါမှမဟုတ်ရုပ်ထုတရှိထင်ရရှိတဲ့ပုဂ္ဂိုလ်ရဲ့ပုံလူပုံများတတ်မှတ်ထားတဲ့ဒေငါပြအကျော်မဲ့ဒီဇိုင်းမှာထဲသွင်းခြင်းမပြုရလို့ပြဌာန်းထားပါလေထွက်ရဲ့ဘေးတိုက်ပုံကိုဒေငါပြရှိပမှာဖော်ပြထားပြီးဒါဟာဥပဒေကိုရှောင်ဝင်းတဲ့သဘောဖြစ်နေပါတယ်ကျောပေါ်မှာထမ်းပုံပေါင်းဝင်နေမဲ့ဒီပုံဟာဥပဒေနဲ့ညီမညီနဲ့မရှင်းနေပါဘူးကျောဘဒီဇိုင်းဟာခေါင်းနဲ့ပခုံးပုံလူဒါမှမဟုတ်ရုပ်ထုဆိုသည့်တိုက်ရိုက်အလုံးလုံးအောက်မှာမကြောက်တဲ့ပုံဖြစ်နေတဲ့အတွက်ပါ ။ဗန်နိုင်းဌာနကထရမ့်ပုံမှားတဲ့မူကြမ်းတွေဟာတရားဝင်ကြောင်းအတည်ပြုပေမဲ့နောက်ဆုံးဒီဇိုင်းကိုရွေးချယ်ခြင်းရှိသေးတယ်။ပြောရစုံရှိသူတို့ကလည်းနဲ့ပြောပါလိမ့်။အမေရိကန်သမိုင်းတခြားတရှိထင်ရှားရှိစေနိုင်ငံပြမှာဖော်ပြခြင်းခံရတဲ့ဒူရီသောသမ္မတကတော့1926ကသမ္မတကယ်ဗင်ကူလစ်ဖြစ်တယ်လို့သိရပါတယ်